ယူရိုပါလီဝင်ငွေရဖို့အတွက်အတင်းကိုရောင်းချရတော့မယ့်ဖန်ဆန်းနှုန်းတော်ပိုင်ရှင်အားလုံးပဲမင်္ဂလာပါ2024 2025ဘောလုံးရာသီအရဆိုရင်တော့ဖလားလက်မဲ့အတင်းလေးတွေရေကန်ကောင်းတဲ့နှစ်တစ်နှစ်လို့ပြောလို့ရပါတယ်ဂျပန်ယူရိုဆိုရင်16နှစ်ကြာခွတ်ပြောင်းနေမှုကိုရပ်တိုက်နိုင်ခဲ့ပြီးတော့ငကြားတို့ကလည်းနှစ်ရှည်ခွတ်ပြောင်းနေမှုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်ဒါပြင်တစ်ခါမှပလာမရဘူးတဲ့ဖန်သန်းတော်တို့အတင်းကပါအဲ့ဖေဖလာကြီးကိုကင်မြောင်းနိုင်ခဲ့ပါတယ်။နန်တော်တို့ကဖိုင်နယ်မှာနူဝူတို့နဲ့တွေ့ဆုံခဲ့ရပေမဲ့အကောင်းဆုံးကြိုးစားပြီးတော့အနိုင်ရရှိခဲ့ပါတယ်။ နော်တို့အတင်းဟာတမိုင်းတစ်လျှောက်အထီးကဆူပလာမရဘူးတဲ့အတင်းဖြစ်ပြီးတော့အဖေဗလာကသူတို့တက်ပထမဆုံးအထီးကဆူပလာဖြစ်လာခဲ့ပါတယ်အဖေဗလာရရှိမှုနဲ့အတူနန်းတို့တင်ဟာလာမယ့်ရာသီအတွက်ငကြောက်တန်းဗလာဝင်ငင်းကိုပါရရှိခဲ့ပါတယ်ဒါပေမဲ့လည်းနန်းတို့ငကြောက်တန်းဗလာမှာကစားခွင့်ရဖို့ကမတိကြတဲ့အချိန်ဒီမျိုးနဲ့ရင်ဆိုင်နေရပါတယ်အဲ့တော့ပန်းရှင်တူအသင်းနှစ်သင်းကတိုင်ပွဲတစ်ခုထဲမှာကစားခွင့်မရှိဘူးဆိုတော့ UEFA ရဲ့စီမင်းကြောင်ပဲဖြစ်ပါတယ်။ အနာနန္ဒရိုရဲ့အသင်းပိုင်ရှင်ဖြစ်တဲ့ဂျွန်တက်စတာကပြင်သစ်လီဂူဝန်ကလပ်တစ်ခုဖြစ်တဲ့လီယွန်သင်းကိုပါပိုင်ဆိုင်ထားပါတယ်။လီယွန်သင်းကလည်းပြီးခဲ့တဲ့ရာသီမှာအဆင့်6နဲ့ရာသီသိမ်းနိုင်ခဲ့တဲ့အတွက်ငကြောက်တန်းပလားဝင်ငွေကိုရရှိထားပါတယ်။ဒါပေမဲ့ပန်းရှင်တူနှစ်သိန်းဖြစ်နေတဲ့အနေအထားမှာငကြောက်တန်းပလားဝင်ငွေဆုံးရှုံးရမယ့်အသင်ကနန်းတော်တို့ဖြစ်နေရတဲ့အကြောင်းရင်းလည်းရှိပါသေးတယ်။အဲ့ဒါကတော့ပြည်တွင်းလီကအဆင့်ရတည်မှုကြောင့်ပဲဖြစ်ပါသေးတယ်။ဒီလိုသင်းကတော့ပြည်တွင်းလီမှာအဆင့်6နဲ့ရာသီသိမ်းနိုင်ခဲ့ပြီးတော့နန်းတော်တို့ကတော့အဆင့်7နဲ့ပဲသိမ်းနိုင်ခဲ့ပါသေးတယ်။ ဒါကြောင့်ဒီနှစ်သိန်းရှင်လာခဲ့ရင်အစင်းရတီချက်ပုံမြင့်မာတဲ့လီယွန်တင်ကဝင်းဝင်းရရှိမှာဖြစ်ပါတယ်။တကယ်လို့ conference မှာကစားမယ်ဆိုရင်တော့နန်းနရုတ်ရဲ့အစင်ပြေဦးမှာမဟုတ်သေးပါဘူး။လက်ရှိ conference မှာလည်းဒိမတ်ကလပ်တစ်ခုဖြစ်တဲ့ Bromby တင်ကဝင်းဝင်းရရှိထားပြီးတော့ဒီတင်ကလည်း Juventus ရဲ့အသင်းပဲဖြစ်ပါတယ်။ ။နောက်ပြီးသူတို့ကလည်းပြည်တွင်းလိမှာနန်းတော်တို့ထက်အစရတီချက်ပုံမြင့်မှာပါတယ်။အဲတော့နန်းတော်တို့အနေနဲ့ဥရောပမုံငွေဆုံရှုံရမယ့်အခြေအနေမျိုးပါဖြစ်လာခဲ့ရပါပြီ။ဒီလိုအခြေအနေတွေကနေယုံထွက်နိုင်မှုအတွက်လက်ရှိအသင်းရဲ့ရှယ်ယာအများဆုံးကိုပိုင်ဆိုင်ထားတဲ့ဂျိုတက်စတာကအသင်းကိုရောင်းထုတ်ပေးဖို့လိုလာခဲ့ပါတယ်။ အချိန်မှာတော့ American National Football Club တခုဖြစ်တဲ့ NY Jeff တင်ရပိုင်ရှင် Woody Johnson ဆိုသူကဖန်နန်နာတို့တင်ကိုဝယ်ယူဖို့အတွက်ဆွေးနွေးမှုတွေပြုလုပ်နေရလို့သိရပါတယ်။တကယ်လို့သာရောင်းဝယ်ဖြစ်သွားခဲ့မယ်ဆိုရင်နန်နာတို့ရဲ့ငချောက်တန်းပလောက်ဝင်ငွေကအသက်ရှူချောင်းသွားတော့မှာဖြစ်ပါတယ်။တခုလို့ဥရောပမငွေရတဲ့အသင်းတွေအနေနဲ့ပညိုရီမျိုးပူပန်စရာတွေရှိနေတဲ့အချိန်မှာဘာဝင်ငွေမှမရတဲ့အသင်းတွေကြပြန်တော့ဘဝကိုအေးအေးချမ်းချမ်းလေးပဲဖြတ်သန်းနေနိုင်ပါတယ်။ဆောင်းနေကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။